ကဲမင်္ဂလာပါနော်ဒီနေ့ကတော့ USA stock ရေကျွန်တော်ဒီ USA နိုင်ငံနဲ့တရုတ်နိုင်ငံနိုင်ငံကုတ်တွေစစ်ပွဲကတော့ဟိုလွန်ခဲ့တဲ့နေ့ရက်၃ရက်နေ့ကတော့ဟောဖြစ်သွားပါပြီနော်ဒီအာငေးချမ်းသွားပါပြီဆိုလိုချင်တဲ့ဒီပေကပါလဲဆိုရင်အာဒေါ်နယ်ထရန့်ကိုမီဒေါ်နယ်ထရန့်လောက်ရက်ကငယူးတို့ပညာမရှိဘူးလို့ ငကြောင်ဖြစ်တယ်လို့သူဘာမှမတတ်ဘူးဆိုတော့ပြောနေတော့ကျွန်တော်တွေ့ရတယ်။သူ့ရဲ့လှုပ်ဆောင်မှုကဘာလဲဆိုရင်ခုကဘာသူ့ကိုလိမ့်စားတယ်။သူ့ကိုအတိမပြုလာတယ်။သူ့ကိုအတိမပြတဲ့ခါ respect ပဲဖြစ်လာတာပေါ့ US နိုင်ငံ။ပြီးတော့ခု billion နဲ့ million နဲ့ချီတဲ့ဒီအာလေရင်နေနော်သူ့ကိုလက်ဆောင်ပေးဖို့ကတားလောင်းတူပါလေသူလက်ဆောင်ပေးဖို့လှုပ်လာတယ်ဗောနော်ဘာညာဗောဆိုတော့ခုသူကောင်းမွန်တဲ့ချက်ကအခုလာမဲ့ ရက်မှာဒီတလပြီးမှပဲရုရှားနဲ့ယူကရိန်းနိုင်ငံရဲ့အာတနိုင်ငံကငေးချိုင်းဆွေးနွေးပွဲလုပ်တော့မယ်အိန္ဒိယနဲ့ပါကစ္စတန်ကလည်းငေးချိုင်းပြန်ဖြစ်သွားပါပြီဆိုတော့သူကပြောလို့ရှိရင်တီယုနဲ့ပါကစ္စတန်နဲ့အိန္ဒိယနဲ့တိုက်ရုံဆိုသူကအိန္ဒိယဖက်ကိုပါမှာပေါ့ပြောချင်တာကဆိုဘာညာလုလိုက်တော့အခုကပြီးတော့ပါပြီဆိုတော့အခုတရုတ်ကလည်းအာတရုတ်ကလည်း ဒီအခွန်တွေကို125ရခိုင်နှုန်းကနေ30ရခိုင်နှုန်းနဲ့ချုပ်သွားပြီဒါပေမဲ့ဒေါ်လာထောက်က145ကနေ30ရခိုင်နှုန်းကိုချုပ်သွားပါပြီဆိုတော့ကတော့နိုင်ငံလုံးကဒါမျိုးတွေနည်းနည်းဖြစ်သွားတော့ဘာဖြစ်လဲဆိုရင်အခု stock market ကကုန်ပြတ်တက်တယ်ကျွန်တော်ကထပ်ပြီးထိန်းထားစေချင်တာလေထဲဒါဆက်ပြီးထိန်းထားပြီးမှတက်တက်နေပါစေအာဒီမှာပတ်စံလေးနည်းနည်းရမှမဲ့တခါလဲ stock market တွေကိုဝယ်လိုက်မှပဲ အဲ trade agreement ကအကောင်းဆုံးအောင်လုပ်ပါစီဆိုပြီးတော့ကျွန်တော်စောင့်နေတာမဟုတ်ဘူးကွာတပတ်တပတ်နှစ်ပတ်လောက်ပဲရှိသေးတယ်အဲ့ဒါခုအကောင်လုံးပြတ်တက်သွားပါပြီလို့နော်ဒီ stock market တွေပြန်ကျတယ်ဆိုတာကတော့အခွင့်အရေးရဖို့ emerald market ခဲတာဖြစ်တယ်တသက်မှ3-4ခါလောက်ပဲရမယ်အခွင့်အရေးဒါပေမဲ့ဒီအခွင့်အရေးလုံခဲ့တဲ့အခွင့်အရေးကိုလည်းရှုံးသွားတယ်ဒီဒီခါလည်းကျွန်တော်အခွင့်အရေးကိုပြန်ရှုံးပြပြီဖြစ်ပါတယ်ဆိုတော့မစ္စရိုးကျွန်တော်ပြောပြချင်တဲ့အရာအရာကတော့အခုတော်တော်များများအားလုံးက US နိုင်ငံမှာ invest လုပ်ဖို့ အလုပ်လာပြီးဖြစ်တယ်ဒီဘိုးတော်ကဆိုတော့သူရီလုပ်ရက်ကတည့်တရားသွင်းမှာတော့အရင်ကောင်းတဲ့အခြေအနေမျိုးမှာဖြစ်လာပြီပေါ့နော်နောက်လဲဒီထက်မကကောင်းလာနိုင်တယ်လို့ကျွန်တော်ပြောရင်းနဲ့ပဲကျွန်တော်တို့အာနင်ကိုချုပ်ချပါတယ်နောက်မှကျွန်တော်ပြန်တွေးကြမယ်နော်ဒါပဲ